စူပါဆောင်းကမောင်တစ်တို့ကိုဂေါလျက်ကြီးကိုအနိုင်တိုက်ခိုက်တဲ့ဒါဝိစီကိုနောက်တကြိမ်ခေါ်သွားတယ်။ဒီတစ်ခေါက်မှာတော့ဒါဝိလေးကအရင်လိုသုံးချောင်းသားလေးမဟုတ်တော့ဘူး။စစ်တပ်ကြီးကိုဥဆောင်နေတဲ့သူတယောက်ဖြစ်နေပြီ။သူတို့ရောက်သွားတဲ့အချိန်မှာဒါဝိတို့ကရန်သူတွေကိုအနိုင်တိုက်ပြီးပြန်လာဖို့ပြင်ဆင်နေတဲ့အချိန်ပေါ့။ဒါမဲ့ရှောလူဘီယန်ကြီးကတော့ဒါဝိအနိုင်ရခဲ့တာကိုသိမကျေနပ်ဘူး။သူတို့မြို့တွေကို ပြန်ဝင်လာတဲ့အချိန်မှာ ိုင်းသူပြည်သားတွေကကာလျက်ခုံလက်တချင်းဆိုပြီးကြိုဆိုကြတာပေါ့သူတို့ကရှောလူအထောင်တောင်းဒါဝိအထောင်တောင်းလို့ချီးမွမ်းကြတာကိုလေရှောလူဘရင်ကြီးကြားတဲ့အခါမှာတော့သူကဒါဝိကိုစပြီးမချင်မနှက်ဖြစ်က မနာလိုမုန်းသွေးပြီးတတ်ဖို့ကြံစီပါလေရောအာအာ ဒါဝိလေထွက်ပြေးရတာပေါ့အဲ့ဒီအချိန်မှာရှောလူမင်းကြီးကဒါဝိကိုလူတထောင်ကိုကောင်းဆောင်ပြီးစစ်သွားတိုက်ဖို့အမိန့်ထုတ်လိုက်တယ်ဒါဝိကလည်းရှောလူမင်းကြီးကသူ့ကိုတတ်ဖို့ကြံစီပေးမယ်သူဟာဖះရွေးကောက်ထားတဲ့ဘယင်ဖြစ်တဲ့အတွက်ရှောလူစကားကိုနားထောင်ခဲ့တယ်အဲ့လိုနဲ့စူပါစာအုပ်ကမောင်တစ်တို့ကိုနောက်အချိန်တစ်ခုစီခေါ်သွားတယ်မောင်တစ်တို့ကဒါဝိစစ်ပွဲအကြောင်းမေးတဲ့အခါမှာတော့ ဒါဝိတို့ကအဲစစ်ပွဲကိုအောင်မြင်ခဲ့ပြီးရှောလူကြီးလေဒါဝိအပေါ်ပိုးပြီးမနာလိုမုန်းသီးမှုကြီးလာတယ်အဲ့လိုနဲ့ဒါဝိတို့တစ်ဖွဲ့လုံးကရှောလူစီကထွက်ပြေးခဲ့ရတယ်လို့ပြောပြတာပေါ့မောင်သက်တို့ရောက်သွားတဲ့အချိန်ကရှောလူစစ်သက်ကြီးကဒါဝိအဖွဲ့နဲ့ပူပေါင်းဖို့လာပြောတဲ့အချိန်ဖြစ်တယ်ဒါဝိကို သူများတွေကရှောလူနဲ့မတွေ့ဖို့ပြောပေမဲ့ဒါဝိကတော့ရှောလူကိုတွေ့ဖို့ဆုံးဖြတ်လိုက်တယ် အဲ့လိုနဲ့ရှောလူကဒါဝိရှိတယ်ကူတယ်ရောက်လာတာပေါ့ဒါဝိက ရှောလူကိုတက်လို့ရပါမယ်လေမတက်ပဲ तू မတိအာ तू ရဲ့ဝိယုံအစာကိုဖျက်ပြီးယူထားတယ် ရှောလူကူတဲ့ထွက်သွားတဲ့အချိန်မှာတော့ဒါဝိရဲ့အဖွဲတွေကဘာလို့တယောက်တည်းရှိတဲ့အချိန်မှာမတက်လိုက်တာလဲလို့ပြောကြတာပေါ့ဒါဝိကရှောလူကဖျားသခင်ပိတ်သိမ့်နဲ့ခွဲခန့်ထားတဲ့ဘရင်ဖြစ်တဲ့အတွက် "तू မတက်နိုင်ဘူး"လို့ပြန်ပြောလိုက်တယ်အဲ့လိုနဲ့ဒါဝိကရှောလူနတ်ကိုလိုက်ပြီး အရှင်အရှင်ကိုဘုရားသခင်ကကျွန်တော်ရဲ့လက်ကိုအပ်ပေမဲ့ဘုရားသခင်ပိတ်တိတ်ထားတဲ့အရှင်ကိုကျွန်တော်မတက်ခဲ့ဘူးဘုရားသခင်ကပဲကျွန်တော်တို့ကြားမှာစည်ရင်ပါစေလို့သူဖြည့်ယူထားတဲ့အဝတ်စာကိုပြပြီးရှောလူကိုပြောပြလိုက်တယ်ဝိယုံပိုင်းစာလေးပါကျွန်တော်ဖြည့်ယူထားပေမဲ့ကိုရောရောကျွန်တော်မတက်ခဲ့ပါဘူးမင်းကြီးကကျွန်တော်ကိုတတ်ဖို့ကြိုးစားနေပေမဲ့ကျွန်တော်ကတော့အရှင်ပေါ်တစ္ဆာရှိနေတယ်ဆိုတာကိုကျွန်တော်ရှင်မင်းကြီးကိုတတ်တည်ပြနေတာပါ သာရဖျားကပဲကျွန်တော်တို့နှူးကြစီရင်ပါစေဒီနေ့မင်းအာအောပွဲကောင်းလောင်ငါ့ဘောကျေးဇူးပြုတယ်ဘုရားသခင်ကငါတကူမင်းလက်ထက်အပ်ခဲ့ပေမယ်မင်းငါ့ကိုမတက်ခဲ့ရှောလူကဒါဝိတ်ကသူ့အပေါ်မှာထားတဲ့စိတ်တဘောထားကိုသိသွားပြီးဘုရားသခင်ကဒါဝိတ်ကိုဘရင်အဖြစ် ခွဲခန့်ထားတာကိုလက်ခံပြီးဒါဝိတ်ဘရင်ဖြစ်ရင်သူ့ရဲ့မျိုးဆက်ကိုမိမထားဖို့ဂတိတောင်းလိုက်တာပေါ့အဲ့လိုနဲ့အချိန်တွေလွန်သွားတဲ့အချိန်မှာတော့ ရှောလူကကြီးမားတဲ့စစ်ပွဲကြီးမှာဆုံးသွားပြီဒါဝိကလည်းဘုရားသခင်ဗိတ်တဲ့နဲ့ဘယင်ဖြစ်လာတော့တယ်ဒါဝိဤကောင်းပေါ်တွင်စီနှင့်လောင်းခဲ့သည်စူပါစာအုပ်ကလည်းမောင်တစ်တို့ကိုအိမ်ပြန်ခေါ်ခဲ့တော့တာပေါ့ တတော်မမီးတို့ရေဘုရားသခင်ကမမဆန်းကြတော့အားလုံးကိုဒါဝိလိုမျိုးခွလွတ်တဲ့နှလုံးသားတွေရှိဖို့အလိုရှိတယ်တခါတလေကိုကိုမနာလိုပြီးနာကျင်အောင်လုပ်တဲ့သူတွေရှိရင်ဒါဝိကရှောလူကိုခွလွတ်တယ်လို့ပဲခွလွတ်ပေးဖို့ဂျမ်းစာကမမဆန်းကြတော့ပြောထားတယ်ပြီးတော့အဲ့လိုလုပ်တဲ့သူတွေကိုဘုရားသခင်ကချစ်ပြီးကောင်းချီးပေးတယ်အဲ့တော့ဒီတစ်ပတ်မှာဒါဝိလိုမျိုးခွလွတ်တဲ့သူလေးတွေဖြစ်အောင်သင်ယူကြမယ်နော် 给拿着棒棒，变飞剑呗！